ကချင်ပြည်နယ်မြစ်တနားမြို့ရံဘူးရက်ကွက်မှာယမနီစက်တင်ဘာလ25ရက်နေ့ညအချိန်ကတော့တုံးဘိန်းနဲ့ဆိုင်ကယ်တိုက်မိရာမှာဆိုင်ကယ်မောင်းနှင်သူအမျိုးသားတေဆုံးသွားခဲ့တယ်လို့အနီးအနားရှိသတင်းခန့်များထံမှသိရပါတယ်။အဆိုပါတေဆုံးသူအမျိုးသားမှာရေမတော်တဆမှုဖြစ်ပွားချိန်မှာဥကောင်းတဝိုက်ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးစေယုံတို့ပို့ဆောင်ကစေကူတောက်မှုခံယူနေစဉ်တေဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့အနီးအနားရှိသတင်းခန့်တူကပြောပါတယ်။ဖြစ်စဉ်ကတော့အရက်ခေါ်အိုးဝေလိုခေါ်တဲ့တုံးဘိန်တစီကဆိုင်ကယ်ကိုဖျက်တိုက်သွားခဲ့တော့ သုံးဘိန်းပေါ်ပါလာတဲ့အမျိုးသမီးလည်းထိခိုက်ဒဏ်ရာရခဲ့တယ်။ဆိုင်ကယ်မောင်းတဲ့အမျိုးသားကတော့ခေါင်းမှထိခိုက်ခဲ့တယ်။ပြောတဲ့ကြားတာကမင်းညကလေးကဆုံးသွားခဲ့တယ်လို့ကြားတယ်လို့သူကပြောပါတယ်။အဆိုပါတေဆုံးသူအမျိုးသားမှာအသက်25နှစ်ခန့်အရွယ်ရှိပြီဖြစ်ကဥကောင်းပေါက်တံရနှစ်ထင်ဘက်ပြင်းထန်တံရနဲ့အချားပွန်းဘက်တံရများရရှိခဲ့ပြီးစေယုံတွင်တေဆုံးသွားခဲ့တယ်လို့သိရပါဗျ။အဓိကကတော့ဆိုင်ကယ်စီးရင်အုတ်ထုတ်ဆောင်ဖို့ကအဓိကပေါ့။ အခုလိုဖြစ်စဉ်တွေကလည်းဆိုင်ကယ်စီးရင် အုတ်ထုတ်မဆောင်တော့ခေါင်းကိုထိပြီးတည်ဆုံရတာတွေပါပဲ။ဒါကြောင့်ဆိုင်ကယ်စီးရင်အုတ်ထုတ်ကိုမဖြစ်မနေစောင့်ကြဖို့အရေးကြီးတယ်လို့မြစ်တနာမျိုးနေမျိုးမိမျိုးဖတူကပြောပါရယ်။မြစ်တနာမျိုးမှာအလားတူရေမတော်တဆမှုများမတခဏဖြစ်ပွားလျက်ရှိကောင်းလူမှုကူညီအသေးများရဲ့စည်ရင်းများအရယခုစက်တင်ဘာလအတွင်းရင်တိုက်မှုပေါင်း၁၀မှုထက်မနည်းရှိနေပြီဖြစ်တယ်လို့လည်းသိရပါရယ်။